မြန်မာပြည်ရဲ့ပြည်သက်အားပေးမှုအများဆုံးထိတ်တန့်မင်းသား၃ယောက်ပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းမြန်မာ Daily News ကနေကြေဆွလိုက်ပါတယ်ပြည်သက်တွေရဲ့အားပေးမှုကိုနှစ်ကြာရှည်အောင်ရဖို့ဆိုတာကမလွယ်ကူတာကြောင့်နမဲကြီးမင်းသားတွေကစ조사အထောက်အမှုတွေကိုများစွာပြုလုပ်ခဲ့ရတာပေါ့အောင်မြင်ပြီးနောက်မှာလည်းအောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းနိုင်အောင်လို့စ조사ရပြန်ပါတယ် ဒီနေ့မှာတော့မြန်မာနိုင်ငံမှာအားပေးမှုအများဆုံးမင်းသားတွေကဘယ်သူဖြစ်မလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါ။နံပါတ်၁ PTO တီတီလို့ခေါ်ကြတဲ့ PTO ကចောင်းသားဘဝတွေကနေတရုတ်ဆောင်အလုပ်ကိုလုပ်လာခဲ့တာပါ။မြန်မာအတန်နဲ့ရုံမြင့်တန်ကြားမှာစတင်တရုတ်ဆောင်ခဲ့တဲ့ကတစ်ချိန်မှာအောင်မြင်မဲ့မင်းသားဖြစ်မယ်ဆိုတာကိုပရိသတ်တွေကသတိထားမိကြတဲ့အချိန် PTO ကဇက်ရုံမျိုးစုံကိုပြ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 တရုတ်ဆောင်နိုင်သူဖြစ်တာကြောင့် Academy ကိုလည်း၅စုတိတိပိုင်းဆိုင်ထားတဲ့မင်းသားဖြစ်လာခဲ့ပါတယ်။ PTO ဟာအခုဆိုရင်တော့ဇက်ကားတွေမရိုက်ကူးဖြစ်တော့လာ၄နှစ်ကျော်သွားပြီဖြစ်ပါတယ်။ ကျောင်းညရီမှာပဲတရုတ်ဆောင်ပေမဲ့ထိတ်တန်းမင်းသားနေရာကတော့မပြောက်သွားခဲ့တဲ့အပြင်အမှုပညာခြေကလည်းအမြင့်ဆုံးနေရာမှာပဲရှိနေပါသေးတယ်။ဇာကားမရိုက်ဖြစ်တော့ကြာလာရင်ပြိသက်တွေမိသွားနိုင်ပေမဲ့ပြည်တီဦးကတော့ပြိသက်အပြင်မှုအများဆုံးဖြစ်ရက်တည်နိုင်တဲ့လှေဝှက်ချက်ကတော့ပြိသက်တွေအပေါ်မှာကိုချင်းစာစိတ်ထားနိုင်တာကြောင့်ဖြစ်ပါတယ်။တချို့သောမင်းသားတွေနဲ့မတူပဲပြည်တီဦးရဲ့အနစ်နာခံမှုတွေကိုပြိသက်တွေကလေးစားကြတာပါ။အဲဒါကြောင့်လည်းအခုချိန်ထိအမှုပညာခြေအမြင့်ဆုံးတဲ့ပြိသက်အပြင်မှုအများဆုံးနေရာမှာပြည်တီဦးပဲရှိနေတာပါ။ နံပါတ်2နေတိုရခိုင်တိုင်းရင်းသားဖြစ်တဲ့နေတိုကမြန်မာနိုင်ငံမှာလူကြီးလူငယ်မရွေသဘောကျအားပေးတဲ့မင်းသားတစ်ယောက်ပါ ကယ်ဒမီစုကြီးတွေကိုထထိုက်တန်တန်ပိုင်ဆိုင်ထားသူနေတို့က1996ခုနှစ်ခေတ်ကအနုပညာလောကတွေကိုမော်ဒယ်အနေနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။နေတို့ဟာအသက်40ကျော်လာပေမဲ့လည်းအခုထထိကောင်းဆောင်မင်းသားနေရာပဲရှိနေတဲ့အပြင်သူ့ရဲ့ဇာကားတွေကလည်းတကောင်းယုံတင်တိုင်းမှာအောင်မြင်နေပါတယ်။နေတို့ကအနုပညာလောကတွေမှာအရှုပ်ရှင်းနေမထွက်ဖူးတဲ့မင်းသားဖြစ်တာကြောင့်လည်းပရိသတ်တွေတာမကအနုပညာရှင်ချင်းချင်းကလည်းလေးစားကြတာရှင်လောက်ဖို့ကင်ဖက်အချင်းချင်းကြားမှာလည်းလေးစားမှုထားတာကြောင့်နေတို့နဲ့ဆိုရင်လုံးလုံးရတာကောင်းကြောင်ချီးကျူးကြပါတယ်။ရခိုင် တွေရဲ့စံပြဖြစ်နေတဲ့နေတိုးကသူ့ရဲ့နာမည်တစ်ခုကိုရအောင်နှစ်ပေါင်း20စူးစမ်းလာခဲ့ရတာပါ။နံပါတ်3မြင့်မြတ်တဘာဝမင်းသားလို့နာမည်ကြီးတဲ့မြင့်မြတ်ကတော့အားပေးတဲ့ပရိသတ်အင်အားအများပြားကိုရရှိထားသူတယောက်ပါရှိန်။ မြင်းမြတ်ကအနုပညာလောကရဲကိုဝင်ရောက်လာခဲ့တာနှစ်ပေါင်း20ခန့်ရှိတော့မှာပေါ့သူရဲ့ကိုခဲ့တဲ့ဇာကားရီကအခြေခံလူဒန်စားရီရဲ့ဘဝကိုကိုစားပြုတ်ပေးနိုင်တာကြောင့်မြင်းမြတ်ရဲ့ဇာကားရီဆိုရင်ရုံတင်တိုင်းမှာလူဖြစ်နေတတ်ပါတယ်လောက်စင်လာတိုင်းမှာလည်းရုံတင်ဇာကားရီရှိနေကအမျိုးသားအမျိုးသမီးမရွေးကလေးပါမကြံမြင်းမြတ်ကိုသဘောချကအားပေးကြတာပေါ့မြင်းမြတ်ကဟာသအကြံအလွန်ဘယ်ဇာယုတ်ကိုမစိုးအဝင်ခွင်ကြောင့်ဖြစ်အောင်တယောက်ဆောင်နိုင်တာကြောင့်လည်းသူ့ကိုအားပေးမှုတွေများလာပါတယ် မြမြဟာနမဲချင်းမင်းသားဖြစ်ပေမဲ့သူ့ကိုအားပေးတဲ့သူတွေအပေါ်မှာတော့လေးလေးဆဆဆက်ဆံတက်တာပါ အဲ့တော့ကြောင့်လည်းမြင့်မြတ်ကိုလူတန်းစားမရွေးကသဘောကျပြီးသူ့ဇာကားတွေကမကြာခဏယုံတင်ပြသရပါတယ်။အခုဖော်ပြခဲ့တဲ့မင်းသားတွေကတော့လက်ရှိအချိန်မှာအပြင်းမှုအများဆုံးမင်းသားတွေဖြစ်ပါတယ်။ဆိုရှယ်မီဒီယာခေတ်မှာတော့အားလုံးကပွင့်လင်းမြင်သာနေပြီဖြစ်လို့ဒီနေ့မှာတော့အပြင်းမှုအများဆုံးဖြစ်နိုင်ပေမဲ့နောက်နေ့မှာတော့လူမုံအများဆုံးမင်းသားလေးဖြစ်သွားနိုင်ပါသေးတယ်။ဒီမင်းသား၃ယောက်ထဲမှာဘသူကိုပို့ပြီးသဘောကျလဲဆိုတော့ comment မှာပြပြခဲ့အောင်နော်။ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးဆက်လက်တင်ဆက်မယ့် video တွေကိုစောင့်မျှော်အပြည့်ကြပါအောင်ရှင်။ 你有打算要做什么